မင်္ဂလာပါဖိယသခင်ရဲ့နာမတော်၌မိတ်ဆွေများအားလုံးကိုနှုတ်ဆက်ပါတယ်ကောရိန္သုဩဝါဒစာပထမစာဆောင်ခန်းကြီး14အငယ်40ထဲမှာခတ်သိမ်းသောအမှုတို့ကိုတင့်တယ်လျှောက်ပတ်စွာအစီအစဉ်တကြပြုကြလောကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာထဲကဝိညာဉ်စုကျေးဇူးများကိုထိန်းကျောင်းခြင်းအကြောင်းဝင်ငှချင်ပါမယ်စစ်မှန်တဲ့တင်းအုပ်ဝိညာဉ်ရေးရာခေါင်းဆောင်တိုင်းဟာကိုယ့်အသိတော်မှာဝိညာဉ်တော်ရဲ့စုကျေးဇူးတွေထင်ရှားလှုပ်ဆောင်နေတာကိုမြင်တွေ့ကျင်ကြပါတယ် ဝိပုကိုကိုွယ်ခြင်းအစီအစဉ်တွေမှာဘုရားသခင်ရဲ့ဘုံတကိုတော်ထင်ရှားတာကိုတောင်းတကြတယ်ဘုရားသခင်ဘုံတကိုတော်ထင်ရှားခြင်းအဖြစ်လူတွေရဲ့လိုအပ်ချက်တွေဖြည့်ဆည်းခံရတာကိုမြင်ကျင်ကြပါဒါပေမဲ့ဒီဆန္ဒနဲ့အတူစိန်ခေါ်မှုတစ်ခုပါလာပါတယ်အဲ့ဒါကတော့ဘလို့ထိမ့်သိမ့်မလဲရှုပ်ထွေးသွားရင်ဘလို့လောက်ကြမလဲအလွဲသုံးစားလောက်တာတွေဖြစ်လာရင်ဘလို့တားမလဲဆိုတဲ့စိုးရိမ်မှုတွေပါအသင်းတော်ကောင်းဆောင်တယောက်မှာဝိညာဉ်စုကျေးဇူးတွေနဲ့ပတ်သက်ပြီးအဓိကတာဝန်နှစ်ရက်ရှိပါတယ် ်ပထမတစ်ချက်ကတော့ဝိညာဉ်စုကျေးဇူးများအသုံးပြုခြင်းကိုအားပေးခြင်းဖြစ်ပါတယ်ဒုတိယအချက်ကတော့ဝိညာဉ်စုကျေးဇူးများကိုအလွဲသုံးစားပြုခြင်းမှကာကွယ်ခြင်းဖြစ်ပါတယ်ဒီတဝင်းနှရက်ကိုမြတ်မြတ်တတမလုတ်ဆောင်နိုင်ရင်ကျွန်တော်တို့အသင်းတော်ဟာတစ်ဖက်မှာတကိုးမဲ့ပြီး၆တွေ့သွားနိုင်တယ်လို့နောက်တစ်ဖက်မှာလည်းရှုပ်ထွေးပြီးစီကံမဲ့တဲ့အသင်းတော်ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်တကိုးတော်နဲ့စီကံကိုဘလို့ဟန်ချက်ညီညီထိန်းချောင်းမလဲဆိုတာကို ဖော်ပြလိုပါတယ်ပထမဆုံးအပိုင်းဖြစ်တဲ့ဝိညာဉ်စုကျေးဇူးများအသုံးပြုခြင်းကိုအားပေးခြင်းပါသင်အုပ်ဆရာတယောက်အနေနဲ့ဒါဟာကျွန်တော်တို့ရဲ့အဓိကတာဝန်ပါဒီတာဝန်ကို အခြားသူစီလွှဲလို့မရပါဘူးကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး7အခန်းကြီး73အခန်းကြီး74ကို လေ့လာကြည့်ရင်ဝိညာဉ်စုကျေးဇူးများကိုမှန်ကန်စွာအသုံးပြုရင်ရလာမယ့်ကောင်းကြီးတွေနဲ့ဝိညာဉ်စုကျေးဇူးကိုအလွဲသုံးစားလုပ်ရင်ဖြစ်လာမယ့်ဆိုးကျိုးတွေကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ် အလွဲသုံးစားလုပ်ရင်အသိတော်ကွဲပြားမယ်ရှုပ်ထွေးမယ်ပရိသတ်တွေကဒီလူတွေယူနေကြတယ်လို့ပြောလိုက်မယ်မှန်ကန်စွာသုံးရင်အသိတော်တိဆောက်ခြင်းရှိမယ်စီလုံးခိုင်ခန့်မယ်ငြိမ်သက်ခြင်းရှိမယ်အရေးကြီးဆုံးကပရိသတ်တွေကဘုရားသခင်တည်တင်တို့တွေအမှန်တကယ်ရှိနေတော်မူသည်ဟုဝန်ခံပြီးစိတ်ဝိညာဉ်တွေကယ်တင်ခြင်းရမယ်ဒီကောင်းကြီးတွေရဖို့ကျွန်တော်တို့ဘလို့အားပေးမလဲ ကိုယ်တိုင်စံတမှုနာပြဖို့လိုပါတယ်ဒါကအရေးကြီးဆုံးပါကျွန်တော်တို့ကလူတွေကိုဝိညာဉ်စုကျေးဇူးတွေသုံးပါလို့ပြောနေပြီးတော့ကိုကိုယ်တိုင်ကအသုံးမပြုဘူးဆာငတ်တောင်းတခြင်းမရှိဘူးမယုံကြည်ဘူးဆိုရင်ဘလို့မှဖြစ်လာမှာမဟုတ်ပါဘူးတင်းအောင်ဆရာကိုယ်တိုင်ကဝိညာဉ်စုကျေးဇူးတွေကိုအထူးစိတ်အားကြီးစွာတောင်းတတော်သူဖြစ်ရပါမယ်အသင်းတော်မှာဝိညာဉ်စုကျေးဇူးတွေထင်ရှားခြင်းဟာအသင်းအောင်ဆရာတင့်စီကနေစတင်ရမှာဖြစ်ပါတယ်စနစ်တကျလေ့ကျင့်ပေးခြင်း လူတွေဟာသူတို့မသိတဲ့အရာနားမလည်တဲ့အရာကိုသုံးဖို့ကြောက်ကြပါတယ်။ဒါကြောင့်သင်းအောင်ဆရာကဝိညာဉ်စုကျေးဇူးဆိုတာဘာလဲ။မှန်ကန်တဲ့အသုံးပြုပုံကဘလို့လဲ။အမှုတော်မှာလက်တွေ့ဘလို့အသုံးပြုမလဲ။ဆိုတာတွေကိုတမန်ကျမ်းစာကဆိုထားတဲ့အတိုင်းစနစ်တကျတွင်တင်လေ့ကျင့်ပေးရပါ။ချိန်ချောက်မှုမရှိတဲ့ပဝင်းချင်ကိုဖန်တီးပေးဖို့လိုပါတယ်။ဒါကအရန်အရေးကြီးပါတယ်။ဝိညာဉ်စုကျေးဇူးတွေဟာချိန်ချောက်မှုမရှိသော ပဝင်းချင်မှာအကောင်းဆုံးထင်ရှား လှုပ်ဆောင်ပါတယ်လူတွေဟာဝိညာဉ်တော်ရဲ့တိုက်တွန်းမှုကိုတုတ်ပြန်ဖို့ကြိုးစားရင်းအမားလုံမိတိုင်းပြစ်တင်ဝေဖန်ခံနေရမယ်ဆိုရင်နောက်တစ်ခါသူတို့ဝိညာဉ်တော်ကိုတုတ်ပြန်ဖို့တွန်းဆုတ်သွားပါလိမ့်မယ်အမားလုံမိခြင်းဟာတင်ယူခြင်းလုပ်ငန်းစဉ်ရဲ့ပုံမှန်အစိတ်ပိုင်းတစ်ခုပါပဲအမားလုံမိတဲ့အခါတင်းအုပ်ဆရာကညင်သာစွာကျင်နာစွာနဲ့ကျန်းစာလမ်းညွှန်မှုအတိုင်းပြန်လည်ပြုပြင်ပေးရပါမယ်ဆက်လက်စူးစမ်းဖို့အားပေးရပါမယ် ဝိပုကိုကိုွယ်ချင်းအစီအစဉ်မှာအချိန်ပေးရပါတချို့သင်ုပ်တွေဟာဝိညာဉ်စုကျေးစုတွေကိုမမြင်တွေ့ရဘူးဘာလို့လဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကိုအချိန်မပေးလို့ပါတချင်းဆိုတာတရားဟောတာကြီးညာချက်တွေနဲ့အချိန်စရာကအရန်တင်းကျပ်နေတဲ့အခါဖယားတခင်ရဲ့မျက်မှောက်တော်ကိုစောင့်ဆိုင်းဖို့ဝိညာဉ်တော်အမှုပြုဖို့အခွင့်အရေးမရှိတော့ပါဘူးကျွန်တော်တို့ရဲ့အစီအစဉ်ထဲမှာတန်ရှင်းသောဝိညာဉ်တော်အတွက်နေရာပေးထားဖို့လိုပါတယ်ဒုတိယအပိုင်းဖြစ်တဲ့ဝိညာဉ်စုကျေးစုများအလွဲသုံးစားပြုခြင်းကိုကာကွယ်ခြင်းအကြောင်းဖြစ်ပါတယ် အားပေးခြင်းကအရေးကြီးသလိုအလွဲသုံးစားပြုခြင်းကိုထိန်းချောင်းကြီးကြပ်ခြင်းကလည်းအလွန်အရေးကြီးပါတယ်အလွဲသုံးစားပြုခြင်းတွေကဝိညာဉ်တော်ရဲ့စစ်မှန်တဲ့လှုပ်ရှားမှုကိုအဟံတာဖြစ်စေပါတယ်ကျွန်တော်တို့ရဲ့ပန်းတိုင်ကကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး14အငယ်40ပါအရာရာတိုင်းကိုတင့်လျော်စွာအစီအစဉ်တကျလှုပ်ဆောင်ကြလောစည်းကမ်းနဲ့ထိမ့်သိမ့်တဲ့အတွေ့လူတွေက တင့်ကိုဝိညာဉ်ကြီးကမဆန်ဘူးလို့ဝေဖန်မှာမကြောက်ပါနဲ့ကျွန်တော်တို့ဟာလူအကြိုက်တဲ့ဘုရားသခင်ရဲ့အစီအစဉ်ကိုပိုဦးစားပေးရပါမယ်ဝိညာဉ်စုကျွေးစုတွေရဲ့ရည်ရွယ်ချက်ဟာအသင်းတော်ကိုတည်ဆောက်ဖို့နဲ့စိတ်ဝိညာဉ်တွေကိုကယ်တင်ခြင်းရဖို့ပါတဦးတယောက်နာမည်ကြီးဖို့ဘုံထင်ရှားဖို့မဟုတ်ပါဘူးဒါကြောင့်ဝိညာဉ်စုကျွေးစုတွေရဲ့ရည်ရွယ်ချက်ကိုနားလည်ဖို့လိုပါတယ်ကောရင်သအသင်းတော်ဟာစုကျွေးစုမရှိတဲ့အသင်းတော်မဟုတ်ပါဘူးဒါပေမဲ့မှန်ကန်တဲ့အတုံးပြုတ်ပုံကို မတိခဲ့ကြပါဘူး။ဒါကြောင့်ဝိညာဉ်စုကျေးဇူးကိုမှန်ကန်စွာအသုံးပြုတတ်အောင်သိဖို့လိုပါတယ်။အရေးကြီးပါတယ်။အမျိုးမျိုးသောဘာသာစကားပြောခြင်းကိုမတားမြစ်ပါနဲ့တဲ့။ထိမ့်ချုပ်တာနဲ့တားမြစ်တာမတူပါဘူး။ရှင်ပေါလုကချစ်တော်ညီကိုမောင်နှမတို့ Prophet ပြုဟောပြောနိုင်စွမ်းကိုအလွန်လိုချင်သောစိတ်ရှိကြလော့။အမျိုးမျိုးသောဘာသာစကားပြောခြင်းကိုလည်းမတားမြစ်ကြနဲ့လို့ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ကျွန်တော်တို့ကစီကံတကြအတုံးပြုတ်ဖို့ပဲ ထိန်းចောင်းရမှာဖြစ်ပါတယ်ဘာသာစကားကိုအ내ပြန်ရမယ်အ내ပြန်နိုင်မဲ့သူမရှိလေထို့သူတို့သည်အသင်းတော်စုဝေးရာ၌တိတ်ဆိတ်စွာနေ၍မိမိကိုယ်ကို၎င်းဖျားသခင်ကို၎င်းပြောစီအသင်းတော်မှာအမျိုးမျိုးသောဘာသာစကားနဲ့ပြောရင် အ내ပြန်ဆိုမှုအများအားရှိရပါတယ်အ내မပြန်ရင်အသိတော်တိဆောက်ခြင်းမရှိပါဘူးအမျိုးမျိုးသောဘာသာစကားပြောခြင်းကိုပြောမယ်ဆိုပါကနှစ်ဦးသုံးမဟုတ်သုံးဦးထက်ပို၍မပြောသင့်ဘူးသူတို့ကိုတလဲစီပြော၍သူတို့ပြောဆိုသောစကားကိုတယောက်ကအ내ပြန်ပေးရပရောဖက်နှစ်ဦးသုံးမဟုတ်သုံးဦးကဟောပြော၍ထိုဟောပြောသောအရာကိုအခြားသူတို့သည်အကဲဖြတ်သုံးသပ်ကြစီဒါဟာအဆုံးမရှိပြန်တူပြောဆိုရမယ်အစီအစဉ်မဟုတ်ပါဘူးခေါင်းဆောင်တွေကဒီသတင်းစကားဟာတမန်ကျမ်းစာနဲ့ညီရဲ့လား အသင်းတော်ကိုတိဆောက်ရဲ့လားဝိညာဉ်တော်ရဲ့ဥတီချက်နဲ့ကိုင်းကြီးရဲ့လားဆိုတာကိုစစ်ကြောရပါမယ် ပရောဖက်ပြုသောသူတို့သည်လည်းမိမိတို့စိတ်ဝိညာဉ်ကိုချုပ်တီးနိုင်ကြ၏ကျွန်တော်မထိန်နိုင်တော့ဘူးဝိညာဉ်တော်ကပြောခိုင်းလို့ဆိုတဲ့စင်ချေကိုပေးလို့မရပါဘူး။ရိုင်းဆိုင်တာခြားဖြတ်ပြောတာရှုပ်ထွေးအောင်လုပ်တာတွေဟာဝိညာဉ်တော်စီကနေမဟုတ်ပါဘူး။ဝိညာဉ်စုကျေးဇူးတွေကိုအလွဲသုံးစားပြုတဲ့သူတွေကိုဘလို့ကင်တွယ်ကြမလဲ။အကယ်၍တစုံတစ်ယောက်ကဝိညာဉ်စုကျေးဇူးတွေကိုဇက်တိုက်အလွဲသုံးစားလုပ်နေရင်သိမ့်အုပ်စရာမလုပ်ရမလဲ။ပထမဆုံးတီးတန့်သူနဲ့တွေ့ဆုံပြီးဆွေးနွေးပါ။ တို့ကိုမေတ္တာနဲ့ကြမ်းစာနဲ့လမ်းညွှန်ချက်ပေးပါဒုတိယချက်ကတို့ကပုံကံပြီးဆက်လုပ်နေမယ်ဆိုရင်တော့အသင်းတော်ရှိမှလူများရှိမှညွှန်ကြားဆုံးမဖို့လိုအပ်နိုင်ပါတယ်ဒါဟာအသင်းတော်ရဲ့ဝိညာဉ်ရေးရာကျမ်းမာရေးအတွက်ပါချစ်တော်အသင်းတော်ယုံကြည်သူညီကိုမောင်နှမတို့ဝိညာဉ်စုကျေးဇူးတွေကိုထိန်းចောင်းခြင်းဟာစိန်ခေါ်မှုကြီးပါတယ်တစ်ဖက်မှာကျွန်တော်တို့ဟာဝိညာဉ်တော်ရဲ့လှုပ်ရှားမှုကိုအားပေးရတဲ့တတိရှိရပါမယ်ဝိညာဉ်တော်အရှိန်ကိုမငြိမ့်သက်မိဖို့တတိပြုရပါမယ် တဖက်မှာလည်းအရာအားလုံးကိုအစီအစဉ်တကျဖြစ်စေဖို့ထိန်းကျောင်းရတဲ့ဉာဏ်ပညာရှိရပါဖယားသခင်ဟာရှုပ်ထွေးခြင်းရဲ့ဖယားသခင်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပန်းတိုင်ဟာတကောတော်လည်းရှိရမယ်စီကံလည်းရှိရမယ် ဝိညာဉ်တော်ရဲ့လွတ်လပ်မှုလည်းရှိရမယ်တင့်တယ်လျောက်ပတ်မှုလည်းရှိရမယ်ဒါမှကျွန်တော်တို့ရဲ့အသင်းတော်ဟာတိဆောက်ချင်းခံရပြီးပြိတက်တွေဝင်လာတဲ့အခါဖျားသခင်သည်တင်တို့တွင်အမှန်တကယ်ရှိနေတော်မူသည်လို့ဝန်ခံပြီးကိုရော့ဘုံတော်ထင်ရှားမှာဖြစ်ပါတယ်ကျွန်တော်တို့အတူတကွဆုတောင်းကြပါစို့အဖဖျားသခင်ကိုရော့ရဲ့အသင်းတော်ကိုတိဆောက်ဖို့နိုင်ငံတော်ကိုကျေပြန့်စီဖို့အဖို့တန်တဲ့ဝိညာဉ်စုကျေးဇူးတွေကိုပေးသနာထားတဲ့အတွက်ကျေးဇူးတင်ပါတယ် အသင်းတော်ကိုထိန်းချောင်းနေရတဲ့သင်းအုပ်ဆရာတွေခေါင်းဆောင်တွေအယောက်စီတိုင်းကို ကောင်းချီးပေးပါသူတို့အတွက်ဆုတောင်းပါ၏ကိုရောကျွန်တော်တို့ကိုဉာဏ်ပညာပေးပါကိုရောရဲ့ဆုကျေးဇူးတွေကိုအားပေးနိုင်တဲ့ရဲရင်ချင်းကိုပေးပါတစ်ချိန်တည်းမှာအလွဲသုံးစားပြုမှုတွေကိုမေတ္တာနဲ့ထိန်းချောင်းပြုပြင်နိုင်တဲ့သတိပညာကိုလည်းပေးတော်မူပါကျွန်တော်တို့ရဲ့အသင်းတော်တွေဟာ၆တွေ့တကိုးမဲ့နေတဲ့နေရာလဲမဖြစ်စီပဲ ရှုပ်ထွေးစည်းကမ်းမဲ့တဲ့နေရာလည်းမဖြစ်စေဘဲကိုရောရဲ့တကိုးတော်နဲ့ညီသက်ချင်းတွေမြတ်တစွာတီရှိရာစိတ်ဝိညာဉ်များတီဆောက်ခြင်းခံရပြီးကိုရောတပါးသီးသာဘုံထင်ရှားရာနေရာဖြစ်စေတော်မူပါ သခင်ယေရှု၏နာမတော်အားဖြင့်ဆုတောင်းအပ်နံပါ၏အာမင်